မြန်မာနိုင်ငံမှာအယ်နီညိုရာသီဥတုကိုစတင်ခန်းစားနေရပြီဖြစ်ပြီးပုံမှန်မဟုတ်တဲ့ရာသီဥတုပြောင်းလဲမှုတွေကိုလည်းကြုံတွေ့နေရပြီဖြစ်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးကပြောပါတယ်။ လက်ရှိမှာမြန်မာနိုင်ငံအလဲပိုင်းဒေသမှာ50ရက်လောက်အမိုးပြက်သွားတဲ့အနေအထားရှိပြီးဘင်္ဂလားဒေ့ရှ်အပေါ်မှာရှိတဲ့တိမ်တိုက်တစ်ခုကမြန်မာဘက်ကိုဆင်းမလာဘဲအိန္ဒိယဘက်ကိုရောက်သွားတာကြောင့်အိန္ဒိယဘက်မှာမိုးကောင်းနေပြီးမြန်မာဘက်မှာမိုးနှဲသွားတယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကသိရပါဗျ။အဲလောလောဆယ်သိရဟိုရာခိုင်နှုန်းကတော့အဲဒီမှာတော့ဒီ90ကျော်နေပါလေ။90ကျော်နေတော့ဒီ အမြင်ဆုံးအစီအစဉ်မှာရောက်နေတယ်။အဲဒီညိုဖြစ်တဲ့ဆိုတာကျွန်တော်တို့ဒီသမုဒ္ဒရာမှာလေသမုဒ္ဒရာမှာယနေ့ဒီကြောင်းဆီရင်တာပေါ့။ယနေ့ဒီကြောင်းဆီရင်တဲ့အချိန်ကျတော့ဒီသွားပြောတဲ့ဒီဘယ်ဒီကရီခံလာမလဲဆိုတဲ့အနေအထားနဲ့တော့အလိုပြုတော့မရှိဘူးခင်ဗျာ။ဒါတော့ဟိုဒီပုံမှန်မဟုတ်တဲ့အရာတွေဥစုပေါ့လေ။ပုံမှန်ပြည့်စုံနေတဲ့အရာတွေဥစုကနေပြီးတော့နည်းနည်းသေးပြင်သွားပြီးပုံမှန်မဟုတ်တဲ့အရာတွေ အမျိုးသားတွေခံစားရမှာပေါ့ဒီလိုအဲဒီညိုရာသီဥတုမှာမိုးရာသီကာလအတွင်းမိုးရင်ချိန်ရောနေတာအပူလွန်ခဲ့တာမိုးရွာသွန်းမှာကလည်းမိုးသည်ထန်စွာရွာသွန်းတာစတဲ့လွန်ခဲ့တဲ့ရာသီဥတု ဖြစ်စဉ်တွေဖြစ်ပွားတယ်လို့သိရပါတယ်အဲဒီညိုဖြစ်ပွားမှုဟာနှစ်နှစ်ဆက်တိုက်ဖြစ်ပွားလေရှိပြီးနောက်ထပ်တစ်ကြိမ်ပြန်လည်ဖြစ်ပွားဖို့အတွက်ကိုတော့အနည်းဆုံးနှစ်နှစ်ကနေအများဆုံး9နှစ်အထိကြာမြင့်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာပြီးခဲ့တဲ့2009-2010ခုနှစ်တွေကနှစ်နှစ်ဆက်တိုက်အဲနီညိုရာသီဥတုတွေကိုကြုံတွေ့ခဲ့ရပြီးစံချိန်တင်ပူပြင်းတာတွေမြေရေတွေနေပါကစိုက်ပျိုးရေတောက်သုံးရေအခက်ခဲတွေကြုံတွေ့ရတာကျန်းမာရေးချိုတဲကြတာလူသေဆုံးရတာတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်မြန်မာရာသီဥတုပြောင်းလဲမှုဟာအာရှပစိဖိတ်ဒေသအတွင်းအဆိုးအဝါဆုံးဖြစ်နေပြီးကမ္ဘာအဆင့်ရပ်တည်မှုမှာဒုတိယနေရာမှာရှိနေတာကြောင့်ရာသီဥတုပြောင်းလဲမှုတွေကိုချက်ချင်းဖြည့်ရှင်းဆောင်ရွက်မှုမပြုလုပ်ပါက ပြောင်းလဲလာတဲ့ရာသီဥတုတံကိုပုံမှုဆိုးဝါးစွာခံစားလာရမှာဖြစ်တယ်လို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကပြောကြားထားပါတယ်။